ိပ္ပံပညာနဲ့လက်လန်းမမီနိုင်တဲ့ထူးခြားစမ်းကြယ်မှုရှိသောနေရာ၅ခုအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလောကထူးခြားစမ်းပြတဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ဒီပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ကမ္ဘာကြီးမှာတိပ္ပံပညာနဲ့လက်လန်းမီအောင်တွေးတောလို့မရနိုင်တဲ့အဖြစ်အပျက်တွေအများကြီးရှိပါတယ်ဒီလိုပုံမှန်ဖြစ်ရိုးဖြစ်စဉ်အတိုင်းမဟုတ်ပဲတဘာဝတရားကြီးကိုလွန်ဆန်နေတဲ့နေရာတွေကလည်းကမ္ဘာနိုင်ငံအသီးသီးမှာယနေ့ထိတိုင်အမှန်တကယ်ရှိနေကြတာပါဒီနေ့ဗီဒီယိုလေးမှာတော့ သိပ္ပံပညာနဲ့လက်လန်းမမီနိုင်တဲ့ထူးခြားစမ်းချက်မှုရှိသောနေရာ၅ခုရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁ပပွတ်ဆူနေတဲ့အမေဇုန်မြစ်ဒီဖြစ်ဖြစ်ကတော့အမေဇုန်မြစ်တစ်လျှောက်လုံးမှာဖြစ်နေတာတော့မဟုတ်ပါဘူး။ပီရူးနိုင်ငံရဲ့စိန်လန်းတဲ့အမေဇုန်မိုးတစ်တော်ကြီးရဲ့တနေရာမှာဖြစ်နေတာပါ။ဒီနေရာမှာမြစ်ရည်တွေဟာပုံမှန်တိုင်းမဟုတ်တော့ဘဲပပွတ်ဆူနေတဲ့ရင်းနှီးအိုးလိုဖြစ်နေပါတယ်။အပူချိန်ကပြင်းထန်လွန်းလို့မြစ်သေးကိုပြုတ်ကျသွားတဲ့သတ္တဝါတွေလည်းတခါတည်းအရေကိုနှွာပြီးသားဖြစ်ကုန်ကြပါတယ်။ ဒီနေရာမှာမြေကြီးကအပူချိန်63ဒီဂရီဆယ်စီယက်အထိရှိနေပါတယ်။ဒီနေရာမှာမြေအောက်မီးတောင်အပူရင်းမြစ်တွေနဲ့ဘူမိအပူလှုပ်ရှားမှုတွေအများကိုများပြားလွန်းလာကြောင်းမြေကြီးကအခုလိုမျိုးပွက်ပွက်ဆူနေရခြင်းဖြစ်ပါတယ်။နံပါတ်1စာကက်ဆိုစီစာကက်ဆိုပင်လယ်ကတော့အတလန်တိတ်သမုဒ္ဒရာရဲ့စိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ထူးခြားတာကပင်လယ်ရဲ့နယ်နိမိတ်ကိုပင်လယ်ရင်ကြီးတွေနဲ့ဝန်းရံထားတာပါ။အညူဖြော့ယောင်ရှိတဲ့ပင်လယ်ရင်ကြီးပင်တွေကဖယ်ရှားလိုက်ရင်လည်းပင်လယ်ရဲ့နယ်နိမိတ်က ဒီနေရာထိဆိုတဲ့ပုံစံမျိုးနဲ့နောက်ပိုင်းမှာသူ့လိုလိုပြန်လည်ဖြစ်တည်လာကြပါတယ်။ဒီပင်လယ်ရင်ကြီးတွေကိုမီကိုရှင်တန်နဲ့ငားနဲ့အခြားသောပင်လယ်ရင်တွေတဝါမျိုးစိတ်တွေလည်းရှိနေပါတယ်။နံပါတ်3 The Great Blue Hole သမုဒ္ဒရာအောက်က6ကြီးတခုဖြစ်ပေမဲ့ရေပြင်ပေါ်မှာတိတိတသားနဲ့ကွဲထွက်စွာမြင်တွေ့ရတဲ့စော့ဝိုင်းပုံတွင်းကြီးဖြစ်ပါတယ်။တွင်းရဲ့အောက်ခြေဘက်မှာနှစ်ပေါင်းများစွာကြာပြီးဖြစ်တဲ့ကြောက်သားလိုင်ငူကြီးကိုလှပတဲ့ကြောက်ဆက်ပန်းသွဲတွေနဲ့မျက်စိပရာသာဖြစ်စွာတွေ့မြင်ရပါတယ်။ ဒါကြောင့်လဲတွင်းကိုပတ်ချလဲဝိုင်းနေတဲ့တန်နာကြောက်တွန်းနေပေါ်ကနေရေထဲကိုဒိုင်မင်ထိုးချပြီးတွင်းရဲ့အောက်ခြေကိုသွားရောက်လေးလာကြတဲ့သူတွေအများကြီးရှိနေပါတယ်။နံပါတ်၄ Red Truck Players Movie Rock ကျေပြန်းတဲ့ကွင်းပြင်ကြီးမှာတီးရှိနေတဲ့ကြောက်တွန်းတွေဟာဘယ်သူကမှရွှေ့ပေးခြင်းမရှိဘဲနဲ့သူ့လိုလိုရွေလျားနေကြတာပါ။ဒီနေရာကကယ်လီဖိုးနီးယားမှာရှိတဲ့မီယန်နာကျိုင်ဝမ် Death Valley မြို့သားဥယျာဉ်ရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ရင်သက်ရှင်ဝဲဝဲတောင်တန်းတွေပတ်ချလဲဝန်းရံထားတဲ့ခန်းချောက်သွားပြီးဖြစ်တဲ့ရေကန်ကြီးထဲမှာရှိတဲ့ အရွယ်စားမျိုးမျိုးနဲ့ကြောက်တုံးတွေကအခုလိုလမ်းကြောင်းအတိုင်းသူ့ဘာသာနေရာရွေ့လာကြတာဖြစ်ပါတယ်။တခါလီမှာမီတာရာနဲ့ချီတဲ့အကွာဝေးထိရွေ့သွားတတ်ကြပါတယ်။နံပါတ်၅တန်လိုက်တောင်ကုန်းကနေဒါနိုင်ငံမှာရှိတဲ့တန်လိုက်တောင်ကုန်းကလည်းတိတ်ပင်ပညာနဲ့အတိအကျအဖြစ်မျိုးထုတ်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။တန်လိုက်တောင်ကုန်းရဲ့အစင်မှာမော်တော်ကားကိုဆက်ရက်ထားလိုက်မယ်ဆိုရင်ကားကဂုံးတက်ကြီးကိုနောက်ပြန်တက်သွားမှာဖြစ်ပါတယ်။ကားမှမဟုတ်ပါဘူး။အခြားသောအရာဝတ္ထုပစ္စည်းတွေကိုဒီနေရာမှာခြားထားလိုက်မယ်ဆိုရင် ဂုံးတက်ပေါ်ကိုပဲလိမ့်တက်သွားမှာဖြစ်ပါတယ်။ဒါမျိုးလမ်းတစ်ခုကတောင်ကိုရီးယားနိုင်ငံဂျေဂျူကျွန်းမှာလည်းတည်ရှိနေပြီးဒီနေရာတွေကကမ္ဘာလက်